မင်္ဂလာလက်မှတ်ထိုးပေးမှာအင်ခွဲနေတော်မဲ့ချွေးမဆူပြေတဲ့စင်ကိုအခုလိုမထက်မတဲ့စကားတခုံပြောလိုက်တဲ့ဟင်းဝင်ရဖားခင်အားလုံးသိကြတဲ့အတိုင်းပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ဟင်းဝင်ရနဲ့ဆူပြေတဲ့စင်တို့ရဲ့မင်္ဂလာလက်မှတ်ထိုးပွဲကိုခမ်းနားစွာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်အဆိုပါမင်္ဂလာလက်မှတ်ထိုးပွဲပြီးမှာတော့ဟင်းဝင်ရဖားခင်ကဆူပြေတဲ့စင်နဲ့ပတ်သက်ပြီးမထက်မတဲ့စကားတခုံပြောလိုက်တာပါ ငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာနံပါတ်ထိုးပွဲမှာတော့စုပြည့်တစင်ကိုဟိဝိရဲ့မိပါတွေကလက်ဖွဲ့ပေးထားတဲ့တံမိုးကြီးရတနာတွေနဲ့လှပကြက်တီးရှိစွာတွေ့ရတာပါထူးခြားတာတကူကဟိဝီယန်ရဲ့စုပြည့်တစင်ရဲ့မင်္ဂလာလက်မှတ်ထိုးပွဲမှာမိုးရွာတာပါပဲ။ဒါကူလဲလူတွေကအတိတ်နိမိတ်တွေကောက်နေကြတာပါ။ဒါအပြင်ဟိဝီယန်ရဲ့စုပြည့်တစင်တို့ဟာမင်္ဂလာဆောင်ပြီးရင်မိဘရင်းနဲ့မနေပဲအိမ်ခွဲဆင်းမဲ့လူတွေပြောထားတယ်လို့ဆိုပါတယ်။ဒါရီနဲ့ပတ်သက်လို့ဟိဝီယန်ဖခင်ဦးဝင်းကိုကခုလိုပြောလာတာပါ။ ဟေဝင်ယံဖခင်ကစိုးပြေသစင်ဟာသူတို့မိသားစုအစင်တန်းနဲ့လိုက်ဖက်ညီထိုက်တန်တဲ့မြို့ကောင်းသမီးချွေးမဖြစ်ကြောင်းဒီလိုချွေးမရလို့ကံကောင်းကြောင်းစိုးပြေသစင်ဟာထမ်းမြတ်တယ်လို့ဘာသာတရားကန်ဆိုင်ကတစ္ဆာတမတိမြဲလို့မင်္ဂလာဆောင်မှာမိုးရွာတာကအေးချက်နဲ့တိတ်နမိတ်ပါလို့ဆိုလာတာပါ ဒါအပြင်စုပြည့်တစင်တဲ့ဟင်းဝင်ရကအင်ကွဲဆင်းမှုတောင်းဆိုတာကလည်းဖြစ်တဲ့ကြောင်းစနီးမောင်နှံတွေအနေနဲ့မိဘနဲ့မနေဘဲတိုးတိမ်ထောင်တာကပိုလွန်လက်ကြောင်းဒါကြောင့်လည်းဟင်းဝင်ရနဲ့စုပြည့်တစင်အတွက်မြောက်တကုံးမှာတိမ်၃000တန်အိမ်မင်္ဂလာလက်ဖွဲ့ထားတယ်လို့ဆိုပါတယ်